ခုလက်ရှိဖြစ်ပျက်နေတဲ့အစ္စရေးနဲ့အီရန်နဲ့စစ်ပွဲခုလိုဖြစ်လာတဲ့အခါမှာရက်အနေငယ်အတူတောင်းအတွင်းမှာပဲအခြေအနေကအင်မတန်ပြင်းထန်တယ်။ကျမတို့ဒီကြောင်းရံနဲ့ဆက်လင်းပြီးတော့ကျမတို့အားလုံးတော်တော်များများစိုးရင်ကြတဲ့အရာပါလဲဆိုရင်အတတရကဘာစစ်ဖြစ်လာတော့မလား။နော်ဒါမှမဟုတ်တွေ့ရန်ယုံကြည်သူများအနေနဲ့ဆိုရင်နောက်ဆုံးသောကာလနော်ကျမတို့ခြေဆောင်ချင်းရောက်တော့မှလားဆိုတော့ကျမတို့အတွေ့အပေါင်းများစွာနဲ့စိုးရင်မှုတွေနဲ့ကျမတို့အခုချိန်မှာ အာဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ခန်းစားနေရတာဖြစ်တယ်ဒီအကြောင်းအရာကိုလွန်ခဲ့တော့เนาะနှစ်ပေါင်း3000ကတည်းကနေဒီအစ္စရေးတွေနဲ့ပတ်သက်ပြီးတော့စစ်ဖြစ်မဲ့အကြောင်းအရာကိုကျွန်တော်တို့တမချန်းစာကကြိုတင်ပြီးတော့ပရော့ဖက်ပြုထားပြီးသားဖြစ်ပါတယ်ဆိုတော့အဲ့ဒီအကြောင်းအရာကိုကျွန်တော်တို့ဒီ တမကျန်းစာမှာကျမတို့တွေ့ရတယ်။နော်ရေစကြေလအခန်းကြီး38နဲ့39မှာနော်အစ္စရေးနဲ့ပတ်သက်ပြီးတော့စစ်ဖြစ်လာမယ့်အကြောင်းအရာကိုကြိုတင်ပြီးတော့ရေးသားထားတဲ့ prophet ပြုထားတဲ့အကြောင်းအရာကိုဒီနေ့ကျမဝင်မြပေးမှာဖြစ်ပါတယ်။ဒီအကြောင်းအရာကိုကြည့်ချင်းအပြင်ကျမတို့တမကျန်းစာမှာနော်တမကျန်းစာဟာဘလောက်မှန်ကန်လဲဆိုတာကိုကျမတို့သက်သေပြနိုင်တဲ့အချက်တစ်ချက်ဖြစ်တယ်။ ရေစကြေလအခန်းကြီး38-39နဲ့တခြားကျမ်းပိုက်တွေမြောက်များစွာရှိတယ်ဆိုတော့အဓိကကတော့ဒီမှာဖော်ပြထားတာပေါ့နော်ဆိုတော့ Israel ဂျူးလူမျိုးတွေကိုတမာတမာကျမ်းစာမှာ Israel လူမျိုးဆိုပြီးဖော်ပြထားတာဖြစ်တယ်ရေစကြေလအခန်းကြီး38-39မှာအဓိကအာဘာကိုပြောထားလဲဆိုရင်ဂေါကမာဂိုကစစ်ပွဲဖြစ်မယ်နော်ဆိုတော့ဒီစစ်ပွဲမှာဆိုရင် Israel လို့ပြောတယ်ဒီ Israel လူမျိုးတွေကိုနော်အာဒီ Iran ပါဝင်တဲ့နော် Iran Russia တို့ဒီပါဝင်တဲ့နိုင်ငံတွေ เนาะတတော်များများကသူတို့အားလုံးကတဆုတည်းဖြစ်သွားမယ်မဟာမိတ်ဖြစ်ပြီးတော့သူတို့ကအစ္စရေလလူမျိုးတွေကိုပေါ့เนาะအာအားလုံးကဝိုင်းပြီးတိုက်ခိုက်ကြမှာဖြစ်တယ်ဒီအကြောင်းရောက်ရေးတာဖြစ်တယ်ဆိုတော့အားလုံးအဲ့လိုဝိုင်းပြီးတိုက်ခိုက်ကြတဲ့အခါမှာเนาะဣဒရေလလူမျိုးတွေကိုဖျားသခင်ကပြန်လဲပြီးတော့ကဲတင်ပေးမဲ့ plan ရှိတယ်ဆိုတာကိုကျွန်မတို့တွေ့ရတယ်။ဣသရေလလူမျိုးတွေကိုအားလုံးကဝိုင်းပြီးတော့တိုက်ခိုက်ကြတဲ့အခါမှာဘုရားသခင်ကသူကိုယ်တိုင်ဝင်ရောက်ပါဝင်ပြီးတော့နော်ဣသရေလလူမျိုးတွေကိုပြန်ပြီးကယ်တင်မယ်။အဲ့ဒီအချိန်မှာဣသရေလတွေကဘုရားသခင်ကိုနော်ပြန်ပြီးတော့သူတို့ဆံငတ်ကြမယ်တောင်းတကြမယ်ပြီးရင်ဘုရားသခင်ကိုသူတို့ပြန်ပြီးတော့လက်ခံကြမှာဖြစ်တယ်။နော်ယေရှုခရစ်တော်ကိုစာရန်ယန်သူရဲ့တိုက်ခိုက်မှုအကြံစီထဲမှာ ဖျားသခင်ကပြန်ပြီးတော့ဂျူးလူမျိုးတွေကိုကယ်တင်ပေးတဲ့ပလန်ဖြစ်တယ်။ဒါကြောင့်မလို့ဒီစစ်ပွဲဟာဖျားသခင်ကိုယ်တိုင်ခွင့်ပြုထားတဲ့စစ်ပွဲဖြစ်တယ်ဆိုတာကိုကျွန်မတို့တွေ့ရတာဖြစ်တယ်။အားကြောင့်မလို့ဖျားသခင်ကလေကျွန်မတို့အသက်တာမှာစာတန်အခွင့်ပေးရခြင်းဖြစ်တယ်။ စာတန်ကဖယားကိုတိုက်ခိုက်တယ်လို့သူထင်နေတဲ့အချိန်မှာဖယားကသူ့ရဲ့ပလန်အမြဲတမ်းရှိတာဖြစ်တယ်စာတန်ရဲ့အတွေးခေါ်ရဲ့အထက်မှာဖခင်အမြဲတမ်းပလန်ချပြီးသားဖြစ်တယ်။ဂျူးလူမျိုးတွေဆိုတာဖခင်အထူးရွေးကောက်ထားတဲ့လူမျိုးတွေဖြစ်တယ်။ဆိုတာဒါပေမဲ့ဒီလူမျိုးတွေဟာယေရှုခရစ်တော်သူတို့လက်မခံဘူး။အခုချိန်မှာသူတို့လက်မခံဘူး။ဒါပေမဲ့ဒီဂောကမဂောကစစ်ပွဲ ဖြစ်ပြီးသွားတဲ့အချိန်မှာသူတို့ကပြန်လဲပြောင်းလဲပြီးတော့သူတို့ဂျူးလူမျိုးတွေအစ္စရေလလူမျိုးတွေကကယ်တင်ခြင်းကို ပြန်လဲရရှိမှာဖြစ်တယ်။ဒါဖခင်ရဲ့ အာပလန်ဖြစ်တယ်ပေါ့နော်ဒါကြောင့်မလို့ဒီစစ်ပွဲတွေဟာဖျားသခင်ခုမြူထားတဲ့စစ်ပွဲဖြစ်တယ်ခုချိန်မှာဆိုရင်အီရန်နဲ့အစ္စရေးကိုတိုက်ခိုက်နေတယ်ဒီချိန်မှာနော်အီရန်ကိုဝင်ပြီးကူညီမှာကရုရှားဖြစ်လာမယ်အစ္စရေးကိုဝိုင်းပြီးတော့မဟာမိတ်တပ်ဖွဲ့ပြီးတော့တိုက်ခိုက်မဲ့နိုင်ငံတွေကိုကျွန်မအနေနဲ့တမကျန်းစာထဲမှာရေးထားတာဖော်ပြချင်ကြတာနံပါတ်1ဖာရှန်လို့ခေါ်တဲ့အီရန်နဲ့ပါမယ်ကူရှာလို့ခေါ်တဲ့ဆူဒန်အီသီယိုးပီးယားပါမယ်အာဖရိကမြောက်ပိုင်းကလီဘီယားနိုင်ငံပါမယ် အရှိဥရောပကထူရကီထူရကီတူရကီနိုင်ငံပါမယ်သူတို့ကိုကျန်းစာမှာဆိုရင်ဂေါမဆိုတဲ့နာမည်နဲ့တွေ့ရတာဖြစ်တယ်ပြီးတော့တေဘောလို့ပြောတဲ့အရှိအလဲပိုင်းနိုင်ငံတော်တော်များများဟာပါဝင်မယ်ဒီဒီနိုင်ငံဒီအားလုံးဟာတစုတစည်းတဲ့ဖြစ်ပြီးတော့သူတို့အားလုံးဟာစုပြီးတော့မဟာမိတ်ဖွဲ့ပြီးတော့ဒီဣသရေလနိုင်ငံတသေးလေးကိုသူတို့အားလုံးဟာဝိုင်းပြီးတိုက်ခိုက်ကြမှာဖြစ်တယ် အခုရည်စကြည်လအခန်းကြီး38အငယ်၈ကနေ9မှာကျွန်တော်တို့တွေ့ရတယ်။ဘလို့စစ်ပွဲဖြစ်နေတဲ့ချိန်မှာဘုရားသခင်ကဘလို့လို့ဝင်ရောက်လာမှာလဲပေါ့နော်။ဆိုတော့အာကျွန်တော်တို့စက်ပြီးကြည့်သွားမယ်ဆိုရင်ရည်စကြည်လအခန်းကြီး38အငယ်19 23မှာဖော်ပြထားတယ်။အဲ့ဒီစစ်ပွဲမှာဘုရားသခင်ကသူကိုယ်တိုင်ဝင်ရောက်ပြီးတော့ဣသရေလကိုကယ်တင်မှာဖြစ်ပြဘလို့နီးနဲ့လဲ။တမန်ကျမ်းစာမှာဖော်ပြထားတာကတော့ဣသရေလကိုအားလုံးဝမ်းတိုက်နေတဲ့ချိန်မှာဒီတဘာဝဘေးအန္တရာယ်လို့ပြောတဲ့အာဒီကြီးမားတဲ့ငလင်လှုပ်ချင်း နော်ကြီးမားတဲ့ငလင်လှုပ်ခြင်းနဲ့ဘုရားသခင်ကအစ္စရေးတွေကယ်တင်မဲ့ဒီအစ္စရေးကိုဝိုင်းတိုက်ကြတဲ့နိုင်ငံတွေကသူတို့ယူဆောင်လာတဲ့လက်နက်တွေနဲ့သူတို့အချင်းချင်းတွေထိမိပြီးမဲ့အချင်းချင်းတွေပြစ်မိမဲ့အခါအခါကျတော့သူတို့ဂျာထဲမှာတယောက်နဲ့တယောက်မယုံကြည်မှုတွေဖြစ်ပြီးတော့သူတို့ကအစ္စရေးကိုတိုက်ရမယ်စာအချင်းချင်းပြန်ပြီးတိုက်ကြမှာဖြစ်တယ်အဲ့လိုနီးနဲ့သူတို့ကဒီရန်သူတွေအားလုံးကချိန်မုံခံရမှာဖြစ်တယ်ဆိုပြီးတော့တမန်ကျင်းဆောင်မှာဖော်ပြထားပါတယ်။အစ္စရေးကိုဝိုင်းပြီးတော့အားလုံး တိုက်ခိုက်နေတဲ့ချိန်မှာเนาะအာမီးမုံတိုင်းနေလာနိုင်တယ်ဒါမှမဟုတ်မြင်းကလေးနေလှုပ်နိုင်တယ်ဒီတဘာဝဘေးအန္တရာယ်နဲ့ဖះကအစ္စရေးကိုကဲတင်မှာအစ္စရေးကိုတိုက်တဲ့ရန်သူတွေကိုချိန်မုံချင်းအပြင်ဖះအစ္စရေးတွေကိုဂျူးလူမျိုးတွေကဲတင်မှာဖြစ်တယ်ဆိုတော့အဲ့ဒီဖြစ်ရက်ကိုကြည့်ချင်းအပြင်เนาะဖះသခင်ရဲ့တတ်နိုင်စွာအာเนาะဖះသခင်ကเนาะသူ့သားသမီးတွေကိုဘလို့ကာကွယ်တယ်လဲเนาะဖះသခင်ရဲ့ကြီးမားတဲ့ဘုံတကူတော့ကိုတကဘာလုံးက သိရှိပြီးတော့မြင်တွေ့သွားမှာဖြစ်တယ်။ဒီຢာတွေဟာအချိန်အကန့်အသတ်ဘယ်လောက်ကြာမလဲကျမတို့မပြောနိုင်ဘူးကျမတို့လည်းမသိဘူး။ဒါတမန်ကျန်စာက prophet ပြုထားတဲ့အရာဖြစ်တယ်။ဆိုတော့ဒီစစ်ပွဲဟာနော်အချိန်အကြာကြီးဖြစ်ပေမှဒီຢာတွေဖြစ်ပေါ်လာနိုင်တာလည်းဖြစ်ဖြစ်နိုင်သလိုဒါမှမဟုတ်ကျမတို့မျက်စိတမိမှုအတွင်းမှာလည်းဖြစ်နိုင်တဲ့ဖြစ်ပျက်နိုင်တဲ့အရာတွေဖြစ်တယ်။ကျမတို့လူသားတွေအနေနဲ့လုံအောင်ကြိုတင်အာခတ်မှန်းလို့မရဘူး။ဘယ်အချိန်မှဖြစ်မလဲ။ เนาะဘယ်လိုဖြစ်လာမလဲတော့ကျွန်တော်တို့မသိဘူးဒါပေမဲ့အခုချိန်မှာအစားပြုတ်နေပြီအစ္စရေးကိုနိုင်ငံနေအားလုံးကဝိုင်းပြီးတိုက်ကြတော့မယ်ဆိုတဲ့အခါမှာဒါနောက်ဆုံးတော့ကာလာရဲ့လုံးဝအစ This is just the beginning ဘောเนาะအစားဖြစ်လာပြီဆိုတဲ့အခါမှာကျွန်တော်တို့အနေနဲ့เนาะဒီအရာကိုစမ်းစာမှာလည်းဖော်ပြပြီးသားဖြစ်တယ်ဒီနောက်ပိုင်းမှာ end time ဆိုတဲ့ဒီနောက်ဆုံးတော့ကာလာရဲ့ prophecy တွေဟာတစ်ခုပြီးတစ်ခုပြည့်စုံလာမှာဖြစ်တယ်ဒီတစ်ခုနဲ့တစ်ခုကြာမှအချိန်အကန့်အသတ်ဘယ်လောက်ကြာမလဲကျွန်တော်တို့မသိဘူးဘုရားသခင်က तू ကျမ်းစာမှာပြောထားတယ် तू ဒုတိယအချိန်ပြန်လာတဲ့အချိန်မှာတဲ့เนาะတခိုးကဲတို့ရောက်လာမှာဖြစ်တယ်ဆိုတော့ကျွန်တော်တို့ကတခိုးအိမ်တိမ်မှာเนาะကိုယ့်အိမ်မှာတခိုးကဘယ်ချိန်လာမလဲကျွန်တော်တို့မသိဘူးနော်တခိုးတွေဆိုတာလူတွေလုံးဝအိပ်ပျော်ငိုက်ပြီးပြီးတော့လုံးဝမထင်မှတ်ထားတဲ့အချိန်မှာရောက်လာတာဖြစ်တယ်။ထို့ကဲ့သို့သောပဲကျမတို့ကဒါဟာ end time ရဲ့အစဖြစ်တယ်။ဆိုတော့ ဒါတမကျန်းစာမှာဖော်ပြထားတဲ့အရာဖြစ်တဲ့အခုလက်ရှိဖြစ်ပျက်နေတဲ့အရာနဲ့အရာနဲ့လည်းအင်မတန်ကိုထပ်တူကြနေတာတွေ့ရဆိုတော့ဒါကတော့ကျမတို့တမကျန်းစာမှာအခုလက်ရှိဖြစ်ပျက်နေတဲ့နော်ဣသရေစစ်ပွဲအကြောင်းနဲ့ပတ်သက်ပြီးတော့ prophet ပြုချက်ဖြစ်ပါတယ်ဆိုတော့ဒီအရာဟာပြည့်စုံလာပြီအားကြောင့်မလို့ကျမတို့အနေနဲ့ပြင်ဆင်ဖို့လိုပြီးကျမတို့အနေနဲ့အနေငယ်တုံလှုပ်ခြောက်ခြားကြောက်ရွံ့ဖို့တော့မဟုတ်ဘူးဒါပေမဲ့ကျမတို့ဒီအရာက ကျမ်းစာထဲက prophet ပြုချက်ဟာတဖြည်းဖြည်းနဲ့ပြည့်စုံလာတာဖြစ်တယ်။အဲဒီခါကျတော့ကျမတို့အနေနဲ့နိုးကြဖို့လိုပြီးကျမတို့အိငိုက်မီးအိပျော်နေလို့မရတော့ဘူး။ကျမတို့အနေနဲ့အာသူတပင်းကျမတို့ယုံကြည်သူများအနေနဲ့เนาะကျမတို့အာအဓိကနဲ့တာမငါကိုခွဲပြီးတော့ကျမတို့ဝင်းငင်းရေးရမှာပြန်လဲပြီးတော့ဗောနော် ကျမတို့ထူထောင်ဖို့အချိန်ရောက်ပြီဆိုတဲ့အကြောင်းအရာလေးကိုကျမအနေငယ်ဒီနေ့မှဝေမျှချင်တာဖြစ်တဲ့အားလုံးဖျားရှင်ကောင်းကြီးပေးပါစေမိကောဘလက်စီော